ါးရှင်ရန်ကုန်တိုင်းရဲ့၄စင်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပောင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ပြည်တွင်း73စီကုလုံးမှုရှိပြီးအရန်စီများနဲ့လက်သက်စာထက်ရှိနေဆိုတဲ့သတင်းပေါင်းချောင်းရှိမြင့်တက်ရွေ၄,၈၀၀ခန့်ရွှေပြောင်း၄၀၀ဆိုတဲ့တွင် ည်ပြည်ဆိုင်ရာယောဂနေရာခန်းနာများကိုရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီများကြောင့်ဂျပန်မှတင်ပို့ကုန်များနှလားဆက်တိုက်ကျဆင်းဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါချင်း ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံလေးနဲ့ပြည်တွင်း73စီဖူးလုံးမှုရှိပြီးအရန်စီများလည်းနှစ်ပတ်စာခန့်ရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လရှိမှာ73စီဈေးနှုန်းတွေမြင့်တက်နေပေမဲ့ပြည်တွင်းအသွမ်း73စီဖူးလုံးမှုရှိပြီးအရန်စီများလည်းနှစ်ပတ်စာခန့်ရှိနေတယ်လို့သိရပါတယ် ကမ္ဘာရေနံဈေးနှုန်းမြင့်တက်မှုကြောင့်အာရှပစိဖိတ်ဒေသအတွင်းစက်သုံးစီဈေးနှုန်းမြင့်တက်ခြင်းနဲ့အတူပြည်တွင်းစက်သုံးစီဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါထိတ်ဒီလိုစက်သုံးစီဈေးနှုန်းတွေမြင့်တက်လာပေမဲ့ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းများထက်တလီတာကို700ကနေ750ခန့်အထိတက်တာလျှော့နေလျက်ရှိတယ်လို့သိရပါထိတ် လက်ရှိမှာတော့ကြိုတင်မာယူထားတဲ့အစီအစဉ်အတိုင်းပြည်ပမှာ73စီတင်တင်မောများအဆက်မပြတ်ဝင်ရောက်လျက်ရှိပြီးအရန်စီများလည်းနှစ်ပတ်စာခန့်ရှိနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံထောဘဟုဘန်ကလည်း73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာတွေစက်တိုက်ထုတ်ချောင်းပေးနေတာကြောင့်73စီဈေးတွေထပ်မံမြင့်တက်ဖို့မရှိကြောင်းလည်းသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ခပောင်းချောင်းရှိမြင့်သက်၍ဒေသခံ900ခန့်ရွှေပြောင်းနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းမှုမျိုးရှိခပောင်းချောင်းရှိမြင့်တမ်းမှုကြောင့်ဒေသခံ900ကျော်ရွှေပြောင်းနေရပြီးသမင်းထုံလူရန်ထာနဲ့ကုညီကဲဆဲရေးတွေပြုတ်လုပေးနေတယ်လို့ကောင်းမှုမျိုးအခြေဆိုင်ပရဟိတာအသင်းတစ်ခုဖြစ်တဲ့ Safe Tree Rescue အသင်းကသိရပါတယ်။ ခပေါင်းချောင်းရေဟာကျွန်းလာ16ရက်တကောင်းရန်ချိန်နဲ့ယမန်နေမနက်အစောပိုင်းကမြင့်တက်လာတာကြောင့်ရေချမ်းရွာလက်ပံကုန်းအုံပင်စုအုံတော်မြိုင်စိတ်ပန်းမြိုင်ကြံသောစားတဲ့ခပေါင်းချောင်းအနီးတဝိုက်ကကျေးရွာတွေကို ရေဝင်လာတာကြောင့်ဒေသခံတွေဟာဖုန်ကြီးချောင်းဇရက်စားတဲ့ဘေးလိုရှားတွေကို ရွှေ့ပြောင်းလာကြတာပါလက်ရှိအခြေအနေနဲ့ပတ်သက်လို့ Safe Tree Rescue တင်ဥက္ကဋ္ဌကိုချော်သူရကရန်ကုန်မီဒီယာခရုကိုခုလိုပဲ ်ပြောပါတယ်ဒီကောင်းဆောင်အထက်ဘက်ဒီနောက်ယူဘက်ကအဲဒီတောင်ကြီးဒီမိုးကြီးဒီသူတင်ပြီးတော့ပေါင်းချောင်းကြီးချက်ပြီးတော့အဲဒီဒီဝန်ရှင်မှာရှိတဲ့ကြီးရွာတွေကိုတရားရုံးကြီးကြီးချင်းခေါ်တော့ပေါ့နော်ဒုတိယကြီးချက်လာပြီးတော့ကြံကြသွားတဲ့သဘောလောက်ပါအဲ့တော့မနေ့ကတော့ဒီအဲ့တောင်ကြီးဆက်ကြွာကြွာတွေတခြားပေါ့နော်အဲရောရေတခြားဒီမွန်ကြီးဆက်လာပြီးတော့အခုတော့သာမျိုးတွေကအိမ်ပိုင်းနေပြီရောက်သွားပြီပေါ့နော်ဒီနေ့နေ့လောက်ဆိုရင်တော့အားလုံးတိတော့နေတဲ့ဆင်းသွားလောက်တဲ့နေတာဖြစ်တယ်ဗျာ ော့တို့တို့အများတော်လက်ရှိဒီရေဒီလေးမျိုးသွားတော့ဘလို့အဲစစ်တော်ဝီတောင်မြို့ဝင်းရံတဲ့ဒီနေရာတော်မှာကျွန်တော်တို့ဒီအဲတစ်ခါရံနေရာတို့ဆက်ရကန်းနေမှာတော့တို့မင်းကြီးကြောင်းပေါ့နော်ဟိုအိမ်တွေကလည်းတက်တက်တော့တော့ချစ်နေလို့မရအောင်အဲတော့ဒီကယ်သိန်းဒီကိုဒီတိတော့ကျွန်တော်တွေးတော့လူတာမျိုးတို့ကျမရဲ့ထောက်ချက်ပြတာမျိုးတို့ဟာမျိုးတွေတော့လုံးရပါဗျာ အဓိကအဲ့ဒါပါရမန်လီကမြင့်တက်လာတဲ့ခပောင်းချောင်းရှိဟာဒီကနေ့မှ အနေငယ်ပြန်ချလာပြီးမြေနေပိုင်းရှိတောင်ငူမြို့စင်ကြေဖုံးရက်ွက်တွေကိုရောက်ရှိလာတဲ့အကြောင်းကိုကိုချော်သူရကအခုလိုဆက်ပြောပြထားပါသေးတယ်သတိနေသားရကဒီဒီတောင်းလေးရလဲကြောင်းဝဲသွေးနေမှာပုံဒီလက်စလိုက်လိုက်အဲ့မှာကြီးမိတိုင်းပဲဆိုတော့အခုဒီကတိုးတော့လဲရည်ရဲဟိုတောင်းလေးတက်လာတယ်လက်ရှိမိုးရဒီတလားတဲ့ခရေမာလာအတိတ်မှာကဒီကတောင်းလေးတက်လာတော့ 这几天，我们那白毛草、桑树苗、名内白石、新寨坡上怪堆谷，一些单位养的鸡，他们上鸡多没露来苏巴摘。 မူလီဝတာနှင့်ဆလာဘေးဒညွှန်ကြားမှုဦးစီးဌာနရဲ့ယမန်နေ့ည၈နာရီခွဲအချိန်ထုတ်ပြန်ချက်အရစစ်တောင်းမြေဟာတောင်ကူမြို့မှာရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောင်တုံးပေခန့်အထိရောက်ရှိနေပြီးနောက်တရက်အတွင်းရင်းမြို့ရဲ့စိုးရိမ်ရေမှတ်ကိုရောက်ရှိလာနိုင်ထားကြောင်းမြေနိုင်ပိုင်းနဲ့မြေချောင်းအနီးနေထိုင်သူတွေမြေရေးတလာပါကရွှေပြောင်းကြဖို့တတိပေးထားပါသည် တောင်ကုန်းမြို့နယ်မှာပြီးခဲ့တဲ့နှစ်ကလည်းစစ်တောင်းမြေရေတပ်သားကြောင့်ရေကြီးရေရှမ်းမှုရှစ်ကြိမ်ဝင်းကျင်ခံဖြစ်ခဲ့ပြီးနောက်ဆုံးအကြိမ်ကတော့စံကြိမ်တင်ရေကြီးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလပီအပီပီဆိုင်ရာယောဂနေရာခန်းနာများကို ရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ်ဆောင်ရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှ ကြီးမှုခြင်းပါအထက်အပြည်ပြည်ဆိုင်ရာယောဂနေအထယမတ်အခမ်းအနားကို ရန်ကုန်နယ်နေပြည်တော်ထို့မှယနေ့ဂျွန်လ23ရက်ကပြုလုပ်ခဲ့ပါအထက် ်ဆက်တဲ့ချိန်မြောင်းအဖြစ်ကျင်းပထိပ်အပြည်ပြည်ဆိုင်ရာရောဂါနေရာထယမတ်အခမ်းအနားကိုရန်ကုန်မြို့တူဝနာအမျိုးသားအားကစားရုံပြိုင်ပွဲရုံတင်၌၎င်းပြည်တော်စုနယ်မြေနေပြည်တော်တခိနာသီရိမြို့နယ်ရှိမာရဝိဆရာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဥယျာဉ်တော်အတွင် ရေပန်းရှင်ပြင်း၌၎င်းကျင်းပခဲ့တာဖြစ်ပါထိပ် အိန္ဒိယယဉ်ကျေးမှုအရာဂျွန်လ23ရက်နေ့ကိုအလင်းနှင့်နှုနယ်သောစွမ်းအင်များပြေဝသောနေ့ဟုယူဆကြပြီးနှစ်စဉ်ဂျွန်လ23ရက်မှာကမ္ဘာတဝန်းရှိလူသန်းပေါင်းများစွာကယောဂကျင့်စဉ်ဆွေးနွေးပွဲများပညာပိတ်လှူရှာမှုများပြုလုပ်ကအပြီးပြိုင်ဆိုင်ရာယောဂနေ့ကိုကျင်းပလျက်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလနဲ့မေလကလည်းဆက်သက်ချင်းမြောက်အပြီးပြီဆိုင်ရာယောဂနေရကျိုးအခမ်းနာတွေကိုကျင်းပခဲ့ပြီး အပြီးပြီဆိုင်ရာယောဂနေရထိုင်ရမှန်အဖြစ်ယောဂလှုပ်ရှားမှုအခမ်းနာတွေကို စုစုပေါင်း14ချင်းဆောင်ရွက်ခဲ့တယ်လို့အိန္ဒိယတန်ယုံမှသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ အမေရိကန်ကုန်သွယ်ခွန်ပေါ်လစ်စီများကြောင့်ဂျပန်မှတင်ပို့ကုန်များနှလားစတိုက်ကျဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်မှအမေရိကန်တို့ကုန်ပစ္စည်းများတင်ပို့မှုကမေလမှစတိတရမတေရှားခိုင်နှုန်းကျဆင်းသွားကြောင်းဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနကဗုဒ္ဓဘူးနေ့မှာထုတ်ပြန်လိုက်ပါတယ်။အထူးကအဖြစ်အမေရိကန်ရဲ့အခွန်မူဝါဒတွေကြောင့်ဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။ ယခုမေလအတွင်းအမေရိကန်တို့ဂျပန်ကုန်ပစ္စည်းတင်ပို့မှုမှာတန်ဖိုးအားဖြင့်ရန်တိတရမ5.4ထရီလီယံရှိခဲ့ကာနှလုံးစတိုက်ကျဆင်းလာတာဖြစ်ပြီးဒီထဲမှာမှမော်တော်ကားခန်းနာကအထိခိုက်ဆုံးဖြစ်ပါသည် အမေရိကန်ကမော်တော်ရှင်တွေနဲ့အစိုးရပိုင်းတွေရပေါ်အလွန်မြင့်မားတဲ့အခွန်နှုံထောင်း25ရာခိုင်နှုန်းသတ်မှတ်ထားတာကြောင့်အခက်တွေ့နေရကြောင်းအမေရိကန်အနေနဲ့ဒါတွေကို30ရာခိုင်နှုန်းကနေ3ရာအထိချော့ချပေးဖို့ဂျပန်အစိုးရမျှော်လင့်ကြောင်းဒိုင်းအီချီ live သုတေသနမှစီးပွားရေးပညာရှင်ကြီးဟီတဲယိုကူမာနိုကပြောပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ရေးပေါ်လစီတက်ရောက်မှုက အလွန်ကိုသိသာထင်ရှားလာကြောင်းဂျပန်ပညာရှင်များသတိပေးထားပါတယ်ဂျပန်ရဲ့စီးပွားရေးမှာမော်တော်ယာဉ်စက်မှုကဏ္ဍကအဓိက ဖြစ်တာကြောင့်ဒီအပိုင်းမှာဂျပန်ကအလျှော့ပေးခြင်းပုံမရဘဲနှစ်နိုင်ငံကြားကုန်သွယ်ရေးညှိနှိုင်းမှုတွေမှာကြားရှိနေမယ်လို့ခန့်မှန်းရပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြောက်မိုးထပ်ပါ